မိဖုရားကသူများအကြောင်းကိုရှာရှိပြီးသွားချောင်းကြည့်မလို့ပဲဒါပေမဲ့ရှေးကမြင်ကွင်းကြောင့်လန်သွားပါတယ်သူ့ရဲ့မိလေးလှေကားမှာလဲနေပြီးစုံမကသူ့ကိုတတ်ပြစ်ဖို့လုပ်နေတယ် သူလည်းချက်ချင်းသွားကာပေးလိုက်တယ်။မိဖုရားရုတ်တရက်ပေါ်လာလို့လူစုံမနှစ်ယောက်လည်းလန်သွားပါတယ်။ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကတော့သူတနာပြီးအပြစ်လုပ်ထားတဲ့အဖွားကြီးကိုခွန့်လုပ်ပြီးထက်လက်ခံလိုက်လို့ဖြစ်ပါတယ်။အဖွားကြီးကသူ့ရဲ့လူယုံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မိဖုရားကအင်အားနှဲသွားလို့မြမြဘက်ကိုရောက်သွားပါတယ်။အခုအဖွားကြီးကမိဖုရားဘက်ကိုပြန်ရောက်လာပြီးကျေးဇူးပြန်ဆက်ဖို့အစွမ်းကုန်ပြုစုပေးနေပါတယ်။ဒါပေမဲ့လည်းလူတစ်ယောက်ကိုအပေါ်ယံနဲ့ဆုံးဖြတ်ဖို့မလွယ်ပါဘူး။မိဖုရားနှစ်ယောက်ကအဖွားကြီးပို့လာတဲ့လက်ဖက်ရည်ကိုတောက်ပြီးမူးလဲသွားပါတယ်။အဖွားကြီးရဲ့ဆဲကမိဖုရားကို ပဲကောင်းကောင်းပြုစုပေးခြင်းပေမဲ့မြမြကသူ့ကိုချိန်ချောက်ထားပါတယ်။မင်းသားလေးကိုဖမ်းပြီးမြမြစီပို့ပေးနိုင်မှာသူ့အသက်ဆက်ရှင်နိုင်မှာဖြစ်ပါတယ်။မင်းသားလေးတကယ်ရောက်လာလို့မြမြလေးအယံဝမ်းသာသွားပါတယ်။ဘာကြောင့်လဲဆိုတော့လာပြေးနေမှာမင်းသားလေးကိုတတ်ပြီးတရဲကိုပူဇော်လိုက်ရင်သူကအင်အားအကြီးဆုံးဆုံးမဖြစ်သွားမှာပါ။မင်းသားလေးကိုတတ်မယ်ကြလို့အဖွားကြီးလည်းကြောက်လာပါတယ်။ဘာကြောင့်လဲဆိုတော့အစမှဆုံးမကမင်းသားလေးကိုဖမ်းပြီးမိဖုရားနဲ့အပေးယူလို့ဖို့ဖမ်းလာခိုင်းတာဖြစ်ပါတယ်။ဘာလဲနင်ပြောတော့မင်းသားလေးကိုဖမ်းတာမိဖုရားနဲ့အပေးယူလို့ဖို့မဟုတ်ဘူးလား။ နေပါလို့ဒီလောက်ငယ်နေကလေးကိုတက်ရရရလဲငါပြန်ပေးဆွဲမယ်လို့ဘသူကပြောတာလဲတရေကငါ့ကိုပြောထားရင်တော်ဝင်မျိုးနွယ်ရဲ့သွေးနဲ့တော်ဝင်မျိုးနွယ်စစ်စစ်ရဲ့သွေးကငါ့ရဲ့ဆုံးကတော့တိုးတောင်လှုပ်ပေးနိုင်တယ်ငါ့ကိုဆုံးနှက်ပြအောင်အထောက်အကူပြုနိုင်တယ် အဖွားကြီးတဲ့နောင်နှရသွားပါတယ်ဒါပေမဲ့ဘာမှမတတ်နိုင်ပဲမြမရီနေတာကိုဘေးကနေကြည်နေရပါတယ်မြမကသူ့ကာတာနဲ့ငရဲကတရဲကိုခေါ်နေလို့အဖွားကြီးလည်းစိတ်ပူလာပါတယ်သူဒီလိုဆက်မကြည့်နိုင်တော့ပါဘူးသူ့မှာအတန်းအန်ဒရယ်ရှိပေမဲ့အခုချိန်မှာသူ့ရဲ့စိတ်ကောင်းကဆုံးဖြတ်ချက်ချလိုက်ပါပြီအဖွားကြီးကမြမရဲ့အရှိကိုပြေးသွားပြီးတွားတဖို့လုပ်နေပါတယ်ဒါပေမဲ့မြမကဆုံးနှက်ဖြစ်ရမယ့်ပျော်ရွှင်မှုတွေကိုနင်မျောသွားပါပြီသူ့ရဲ့တားဆီးမှုကဘောင်မဝင်ပါဘူးတရဲကမင်းသားလေးကိုတွားဖမ်းမဲ့အချိန်မှာဆန္ဒကကလေးရဲ့သေးနဲ့သူ့ကိုပတ်လိုက်ပါတယ်သူလည်းနာကျင်ပြီး လှုပ်ဖို့တောင်ခက်ခဲသွားပါတယ်မိဖုရားနိုးလာတဲ့ချိန်မှာဆန္ဒကိုမင်းသားလေးအဖမ်းခံရတဲ့အကြောင်းသွားပြောပြလိုက်လို့ပဲဖြစ်ပါတယ်။တရဲကိုမလုံနိုင်အောင်ခေတာတားနိုင်သွားပြီမြဲတစ်ဖက်ကများများတော့လက်မလျှော့ချင်ပါဘူး။လာတားရဲတဲ့အရာမှန်သမျှကိုရှင်းပြပါတယ်။များများကအဖွားကြီးကိုတတ်ပြီးမင်းသားလေးကိုဖမ်းသွားလိုက်တယ်။သူသမီးရဲ့အခန်းရှိမှာတတ်ပြဖို့လုပ်နေပါတယ်။ သူနှက်ဖြစ်သွားတဲ့အခိုက်အတန့်လေးကိုသူသမီးကိုမြင်စေခြင်းလို့ဖြစ်ပါတယ်။သူသမီးကသူ့အမေရဲ့အတွေးကိုတီးပြီးနောက်လက်မခံနိုင်ပဲတားနေပါတယ်။သူ့အမေလည်းအရှောင်မပေးပဲပြန်អော်လိုက်ပါတယ်။စုံမရဲ့ယူသွမှုအောက်မှာသူသမီးအရင်ရဲ့အတန်တော့မှပေါမဝင်တော့ပါဘူး။မြမြကိုစုံနှက်ဖြစ်ခြင်းနဲ့စိတ်ကအပြည့်အဝလွှမ်းမိုးနေပါတယ်။သူ့ရဲ့မျက်လုံးထဲမှာရက်ဆက်ပြတ်သားမှုနဲ့ပြည့်နေပါတယ်။သူသမီးလည်းသူ့အမေယူသွားတာကိုကြည်ပြီးကြောက်နေပါတယ်။စုံမကမင်းသားလေးကိုတတ်တော့မဲ့အချိန်မှာမိဖုရားကတွေ့သွားပါတယ်။သူ့ရဲ့မိလေးကိုကယ်ဖို့မိဖုရားကပြေးသွားပြီးကထားလိုက်ပါတယ်။ မဲတော့မဲတော့ဘာလုပ်နေရလဲမင်းသားလေးကိုနှုံနိုင်မှာပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက်သူကမင်းသားလေးကိုအစွမ်းကောင်လှုပ်နေပါတယ်။မင်းသားလေးမြ мян နိုးလာဖို့မျှော်လင့်နေပါတယ်။နောက်ဆုံးတော့မင်းသားလေးနိုးလာပြီးသူ့အဖို့အတွန်းခံလိုက်ရတယ်ကိုတွေ့သွားပါတယ်။ သူ့ဘာသွေးတွေအန်နေတာကိုကြည့်ပြီးမင်းသားလေးလည်းအခြေအနေကိုတည်သွားပါတယ်။အဲ့တော့သူ့ရဲ့လက်နက်ကိုချက်ချင်းထုတ်ပြီးစုံမကိုလွင်ထွက်သွားအောင်ရိုက်လိုက်ပါတယ်။အခုချိန်မှာမင်းသားလေးကရန်သူကိုတတ်ပြီးသူ့ဘာအတွက်လက်စားချေခြင်းနဲ့စိတ်ပဲရှိပါတယ်။စိတ်ပုတ်တဲ့မြမြကခုနကတုန်းကဘဝင်မြင်တဲ့လောက်အခုအယံတနာဖို့ကောင်းပါတယ်။သူ့ရဲ့စုံပညာကနတ်တော်ဖြစ်နေတဲ့မင်းသားလေးရဲ့အမြင်မှာပရွက်စိတ်တကောင်စားပဲရှိပါတယ်။မင်းသားလေးကမြမြကိုမိုးကြိုးနဲ့ပြစ်တော့မဲ့အချိန်မှာဆန္ဒတားထားတဲ့တရေကရုတ်တရက်ပေါ်လာပါတယ်။ဒါပေမဲ့လည်းမင်းသားလေးကမကြောက်ပါဘူး။သူ့ရဲ့လက်နက်ကိုလှည့်နေပါတယ်။မိုးကြိုးတွေစူးစီးလာလို့တရေလည်း ခါတည်းသွားမတိုက်ရဲပါဘူး။မိုးကြောနဲ့တရဲကိုပြစ်လိုက်တဲ့အခါအတန်ကျဲကြီးထွက်လာပါတယ်။တရဲလည်းစက္ကန့်ပိုင်းမှာပဲချိန်မှသွားပါတယ်။မြမြလည်းကြောက်သွားလို့ထွက်ပြေးသွားပါတယ်။သူသမီးကတော့အဖက်မလို့အားတော့ပါဘူး။အခုချိန်မှာဆန္ဒလေးရောက်လာပါတယ်။မိဖုရားကိုကူပေးဖို့သူတငယ်ချင်းကိုသွားခေါ်ခိုင်းလိုက်တယ်။သူကိုယ်တိုင်တော့ဒေါသထွက်ပြီးစုံမရဲ့သမီးရှိကိုသွားလိုက်ပါတယ်။ညီမအချင်းချင်းနင်ပါလို့အလောက်ထိလှုပ်ရရလေ။အခုကစပြီးငါတို့နှစ်ယောက်ရဲ့ညီမဆက်ဆိုင်ဒီမာရင်ပြီးပြီ။